ကမ်ပိန်းနဲ့ချက်ဒီကတော့တော်ကိုယ်တည်းလောင်း6ရောက်ရှိတယ်ပါပြီးနိုင်ငံရေးကိုအမှန်တကယ်လုံးဆောင်ခြင်းဒီတဲ့ပြည်သူအကျိုးအတွက်လားမိမိအကျိုးစီးပွားအတွက်လားအာဏာရရေးလားနေရာရရေးအတွက်လားပြောပြပါခင်ဗျာဘောပြောလို့ပြောပြပါဟုတ်ကဲ့ဗျာအားလုံးကျွန်တော်ပြောပြီးမိုက်ပြောရနော်ဟုတ်ကဲ့ ကျွန်တော်ကတော့နိုင်ငံ့အရေးဆိုတာတဲ့နိုင်ငံ့ဒီပြည်သူတွေကိုကျွန်တော်ကကိုတက်တဲ့ပညာလေးကိုနဲ့အကျိုးပြုချင်တာပေါ့နော်ကျွန်တော်ဒီပြည်သူလွတ်တော်ကိုယ်စားလှယ်တောင်းကိုဝေပြရရရွယ်ချက်ကကျွန်တော်ကိုယ်တိုင်လည်းပြည်သူတစ်ယောက်ကလက်ရှိမှာပြည်သူတွေဘာခံစားလဲစီးပွားရေးအကျင့်ကျဲနေအလုံးကိုင်ခဲခဲတွေပြီးလုံးကျုံစွာနေထိုင်မှုမနေထိုင်တဲ့ဟာတွေရှိပါတယ်ပြီးတော့လက်ရှိကျွန်တော်တို့မြို့နယ်ဟာဆိုအလုံးသမားပေါများတယ် ဟိုအဆောင်ကားလေးကလည်းအရေးစိတ်ကြီးတယ်သူတို့ရတဲ့လက်စာနဲ့အဆောင်ကားပေးတာနဲ့ဒီပဲသူတို့ရလက်စာတဝက်လောက်ကုန်နေပါတယ်အဲဒါကြောင့်ကျွန်တော်ကတွတ်တော်တဲ့ရောက်ခဲ့လို့ရှိရင်အရေးကြီးကောင်းမှုကြီး quality ပြည့်ဝတဲ့လုပ်ငန်းလို့အလုံးစုံအားတွေတက်ဖို့နဲ့အရာတွေများစွာဆောက်ပြီးကြည့်ပါတယ်ဒုတိယချက်နဲ့ကျွန်တော်တို့တိုက်တာနောက်ပိုင်းမျိုးနဲ့မှာအလုံးစုံအားတွေကလူငယ်တွေလည်းများစွာရှိပါတယ်လူငယ်တွေအလောက်ကအခွင့်အရေးပေါ်များဖို့အတွက်ကိုလည်း စိတ်ရည်ရည်နိပညာသင်တန်းတွေကျွန်တော်တို့တွေမှာလိုက်သားနောက်ဘက်မှာမြေတွေအများကြီးရှိပါတယ်သင်တန်းတွေအများကြီးစောက်ပြီးကြည့်ပါတယ်ဒါကြောင့်ကျွန်တော်ကလည်းပြည်သူကျွန်တော်ငယ်ရွယ်ပြီမဲ့ကျွန်တော်အင်ဂျင်နီယာတယောက်တူဖြစ်တော့လေကျွန်တော်နိပညာတွေကိုလူငယ်တွေတက်ကြွခြင်းနေခြင်းနဲ့သူတို့တွေတက်ကြွတဲ့အခါကျမှသူတို့ကအလုံးတိုင်ဝင်ဝင်ခွေနဲ့ညားပြလာမယ်သူတို့ညားပြလာမှသူတို့နဲ့ဆက်ဆက်နေတဲ့တပ်ဝေးကြီးမိသားတွေကအကုန်လုံးအဆင်ပြေလာမယ် ပဝိတိမိသားစုတွေအကုန်လုံးအဆင်ပြေလာမယ်ဆိုရင်ကျွန်တော်တို့ဒူးစီရိုက်မှုတွေကလည်းပပျောက်သွားမှာပါအဓိကကျွန်တော်တို့တိုက်တာရနောက်ပိုင်းမှာဒူးစီရိုက်မှုတွေညာပြားနေတယ်ဆိုတာစီဝါရေးအထက်ခဲတွေညာတာဖြစ်တဲ့အတွက်ကြောင့်မို့ဒါဒူးစီရိုက်မှုတတော်အမြင်နဲ့ဆိုတော့ဒါစီဝါရေးတွေကအကုန်လုံးပြည်သူတွေအဆင်ပြေမယ်ဆိုရင်ဒူးစီရိုက်မှုတွေဆိုတာလည်းတော်တော်ထိုင်းလေးလောက်ကိုညှော်နေပါသွားပါပါလိမ့်မယ်အဲ့ဒါကြောင့်မလို့ကျွန်တော်ပြည်သူတွေမှာဖြစ်ပေါ်နေတဲ့လက်ရှိခံစားနေတဲ့စီဝါရေးအလုံးကအကျက်တဲတွေလူငယ်တွေရဲ့ဘဝအခွင့်အမ်းတွေ ြီးလူငယ်တွေမှာဟိုဒီပေါ့သူတို့ရဲ့ထက်ပေါက်ဖြစ်တဲ့အာဂဇာခိမိတဲ့တန်းကျန်အာဂဇာတွေရှားပါနေပါတယ်အဲ့လားတွေကိုကျွန်တော်တို့တိုက်ကြရနောက်ပိုင်းမျိုးနယ်ပေါ့တိုက်ကြရမျိုးနယ်အတိမ်မကမြန်မာတန်ခိုင်ငယ်လုံးမှာပါအကောက်ဖြစ်ပေါ့ဆောက်ရပေးမဲ့ဆိုပြည်သူတွေကဒီလူငယ်တွေဘွားပြတ်ပေါ့နော်မလွတ်လို့လမ်းလမ်းငမ်းမမရောက်လို့သူတို့တွေအတွက်လည်းအများစုအကျိုးရှိနိုင်ပါတယ်လူငယ်တွေအားဒီအာဂဇာနဲ့ပညာရေးဘက်ကိုစိတ်ပဝင်စားသွားမယ်ဆိုလို့ရှိရင်မူရစ်သားကောက်ဖြစ်မှလည်းကျော်ပါသွားပါလေ ဒါကြောင့်မို့ကျွန်တော်တို့လက်ရှိမြန်မာနိုင်ငံမှာလူငယ်တွေကိုများစွာမြေကြောင်မြှောက်ပေးရမယ်။သူတို့ရဲ့အားကစားတွေ၊အသိပညာတွေ၊ဤပညာနဲ့ဆဲဆော့မှုပညာတွေကျွန်တော်တို့လုပ်ပေးဖို့လိုအပ်တယ်။ဒါကြောင့်မို့ကျွန်တော်အားလည်းလူငယ်တွေကလူငယ်တယောက်၊ပြည်သူတွေကပြည်သူတယောက်ဖြစ်ပြီးပါတီနဲ့မူဝါဒတွေကိုစံမြင့်တဲ့အတွက်တွက်ကြောင်ပြည်သူရှေ့ဆောင်ပါတီကနေပြည်သူလူတော်ကိုယ်စားလှယ်လောင်းနေတဲ့ဝေပြန်ရာကြီးဖြစ်ပါတယ်။ကျေးဇူးတင်ပါတယ်။အားလုံးကျေးဇူးတင်ပါတယ်။